မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းရေပြူမြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား10ဦးထဲမှနေတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂုတ်လ22ရက်နေ့မွန်လွဲ2:30မိနစ်ခန့်မှာ ရေပြည်မြို့နယ်59တိုင်းမှာအင်အား100ခန့်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာတနာယီကြောင်ဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးတွေဘက်က10កောင်ထက်မနေ့ထိခိုက်သေးဆုံးကရာမညမွန်တက်တော် RMA ကတပ်ဖွဲ့ဝင်များနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအားလုံးအထိခိုက်မရှိဘဲနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းဘူးဒလင်မြို့နယ်မုံရွာရေဦးကားလမ်းပိုင်းမှာစစ်ခွေးစစ်ကြောင်ကို200ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်ခွေး10កောင်တိုက်ဆုံးခဲ့ကြောင်း ဘုဒ္ဓလင်မြို့နယ်အခြေစားဗာကြီးအောင်ပျောက်ကြားတပ်ဖွဲ့တိုက်ခိုက်ရေးတာဝန်ခံကိုမဲကြီးကရှင်းပြထားပါတယ်။ဩဂတ်လ26ရက်နေ့နဲ့28ရက်နေ့တွေမှာဘုဒ္ဓလင်မြို့ပေါ်ကနေထွက်လာတဲ့အင်အား80ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းရေးတပ်ဖွဲ့များကလမ်းပိုင်းတစ်လျှောက်နှစ်ရက်ဆက်တိုက်မိုင်းဆွဲပြီးတော့လက်နက်ကြီးများနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစေဦးတေဆုံးကတော်လိုင်းရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်တာကတော့ မနေ့ကကလေးကစပြီးတော့မိုင်းဆွဲတိုက်ခိုက်တာပါဒီနေ့မှာတော့ကျွန်တော်တို့လက်နက်ကြီးတွေနဲ့ပါလိုက်လံပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်နှစ်ရပ်ပေါင်းတိုက်ခိုက်မှုမှာစစ်ခွေး၁၀កောင်လောက်တေဆုံးသွားပါတယ်လို့ဘုဒ္ဓလင်မြို့နယ်အခြေစိုက်ဗာကြီးအောင်ပျောက်ကြားတပ်ဖွဲ့တိုက်ခိုက်ရေးတာဝန်ခံကိုမဲကြီးကရှင်းပြထားပါတယ်လက်ရှိအချိန်မှာအခြားမှစစ်ခွေး၁၀ចောင်းဟာဘုဒ္ဓလင်မြို့ပေါ်ကိုတံပြားကာကားနှက်စီ ကားငယ်ဒဇီလိုနဲ့ပြန်လည်ဆုတ်ခွာသွားပြီးတော့နယ်မြေရှင်းလင်းရေးများပြုလုပ်တဲ့အချိန်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာများမှာတွေးခွန်များကိုတွေ့ရှိခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းမှာနယ်မြေစစ်ဆေးရေးကွင်းဆင်းလာတဲ့ဗုတ်ပြင်းအခြေဆိုင်အမှတ်ဆက်3စစ်စင်ရေးကိုကဲမှုဌာနချုပ်ကဒုတိယစကားခမှုဘုံမူကြီးမျိုးတန်ဟာ KNL ရဲ့တိုက်ခတ်မှုကြောင့်တည်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ25ရက်နေ့နေ့လယ်12:15မိနစ်အချိန်မှာတနင်္သာရီတိုင်းဗုတ်ပြင်းမြို့ကနေလေညာမြို့ဘက်ကိုဥတီပြီးတော့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့စစ်ကား3စီးကိုဗိတ်တဝဲခရိုင် လေကစောမြို့နယ်ထောင်ယွန်းကျေးရွာအနီး KNL တိုက်များကစောင့်ကြည့်ပြီးတော့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာဗုံပြင်းအခြေစားအမတ်ဆက်3စစ်စီကိုကဲမှုဌာနချုပ်ကဒုတိယစကားဖမှုဘုံမူကြီးမျိုးတန်အပါအဝင်စစ်သားအယောက်20ထက်မနည်းတေဆုံးသွားတယ်လို့သိရပါဗါးအဲ့ဒီနောက်ဘုံမူကြီးမျိုးတန်ရဲ့အလောင်းအပါအဝင်စစ်ခွေးတွေရဲ့အလောင်းများကိုရသမျှကောက်ယူပြီးတော့ဗုံပြင်းမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗါးတက်တွင်းဖျဲသည့်တရင်အင်းမြစ်ကဘုံမူကြီးမျိုးတန်ဟာလေညာမျိုးကိုခုခံစစ်ဆင်ရေးများကိုကုတ်ကဲရန်နဲ့ တက်စစ်စေရေးတွားရောက်ရန်စစ်ရင်နန်းနဲ့တွားရောက်တဲ့အချိန်မှာပြစ်ခတ်ခံရပြီးတော့တေဆုံသွားခြင်းဖြစ်တယ်လို့အတည်ပြုပြောကြားထားပါတယ်။အမတ်ဆက်၃ကိုကဲမှုဌာနချုပ်ရဲ့ဒုတိယစစ်စင်ရေးကိုကဲရေးမှုဘုံမူကြီးမျိုးတန်းကတေဆုံသွားခဲ့တာမှန်ပါတယ်။လက်နက်ငယ်ပြစ်ခတ်မှုနဲ့မှန်ပြီးတော့တေဆုံသွားတာပါ။ဒုတိယစစ်စင်ရေးကိုကဲမှုတစ်ယောက်ကစစ်ရင်နန်း၃စီးမှာ ခေါင်းပေါင်း inches လို့ပုံစံမျိုးနဲ့သွားတာဆိုတော့သူနဲ့အတူဘုံမူးအဆင့်စေဦးစီမူဒုတိယဒဏ်တယောက်လည်းတည်သွားတယ်လို့အတည်ပြုနိုင်ပါတယ်နာမည်ကတော့စီစစ်နေဇေဘယ်ရှိပါသေးတယ်ပြောရမယ်ဆိုရင်တော့ကန်အိုဒန်ဒေတာမှာဒုတိယတက်မှမူအဆင့်ပထမဦးဆုံးကာကွယ်ရေးအင်အားစုတွေရဲ့ ြေပြင်တိုက်ခိုက်မှုနဲ့ဓာတ်ရိုက်ထိမှန်သိဆုံးခဲ့တယ်လို့စီဒီအမ်ဘူကြီးဇင်ရောကပြောပြထားပါဗါးစကခခ73ဒုတိယစကခမှုဘုံမူကြီးမျိုးတန်ဟာတနင်္သာရီတိုင်းမှာရှိတဲ့ပြည်သူစစ်တပ်များကိုဦးစီးကိုကဲရသူတအုပ်ဖြစ်ပြီးတော့စစ်တပ်ကတော့အပတ်စဉ်40ကျောင်းဆင်းဖြစ်တယ်လို့သိရပါဗါး 2023ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာစစ်မှုထမ်းကောင်းတစ်စိတ်ချင်းမြင့်ခံရသူဖြစ်တယ်လို့သိရပါဗျ။၎င်းတေဆုံးမှုနဲ့ပတ်သက်ပြီးတော့ကန်ရန်တိုင်းစစ်ဌာနချုပ်ကစကခ73စကခမူထမ်းကိုဖြေရှင်းချက်တောင်းခံနေပြီးတော့စစ်ခုံယုံဖွဲ့ပြီးတော့စစ်ဆင်မှုများလှုပ်ဆောင်ရန်ရှိနေတယ်လို့သိရပါဗျ။အမတ်ဆက်သုံးစစ်စင်ရေးကိုကဲမှုဌာနချုပ်ရဲ့စကခမူကတော့ဘုံမူးချုပ်ဇေယားလင်းဖြစ်ပါတယ်။ကန်ရန်ဒေတာတိုင်းစစ်ဌာနချုပ်ကပဲဒုတိယစစ်စင်ရေးကိုကဲမှုတယောက်ကိုလမ်းကင်းတေချချထားခြင်းမရှိဘဲနဲ့ ဒုတိယစစ်စင်ရေးကိုကယ်ရဲမှုတယောက်ကြာဆုံးသွားရတဲ့အတွက်တိုင်းစစ်ဌာနချုပ်ကတော့ဖြေရှင်းချက်တွေတောင်းနေပါတယ်စုံစမ်းစစ်ဆေးရေးခုံရုံးလဲဖွဲ့ပြီးတော့အစစ်ခံရမယ်လို့သိရပါတယ် ူတိုင်းမှုအဆင့်ထက်မနေနဲ့ဟာမျိုးနဲ့တော့စုံခုံဖွဲ့ပါလိမ့်မယ်လို့စီဒီယံဘူကြီးစင်ရောကရှင်းပြထားပါတယ်။ KNU ဘိတ်တဝဲခရိုင်သတင်းနဲ့ပြန်ကြားရေးဌာနကဩဂတ်လ25ရက်နေ့တနင်္လာရီတိုင်းဗိုလ်ပြင်းမြို့နယ်ဗိုလ်ပြင်းမြို့ကနေလေညာမြို့ဘက်ကိုတက်လာတဲ့စစ်ခွေးကား3စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးအကောင်20ထက်မနေသေးဆုံးခဲ့တယ်လို့အတည်ပြုထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းဘူးတလင်မြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ခွေးခုနှစ်ကောင်တိုက်ဆုံပြီးတော့တနက်နှက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ26ရက်နေ့ည9နာရီခန့်မှာဘူးဒလင်မြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကပဲပြစ်တော့အရှိရွာမှာဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်က9ဦးသေဆုံးပြီးတော့ဒဏ်ရာရရှိသူတွေများပြားပြီး MA1 တနက်တက်လက်နဲ့ MA11 တနက်တက်လက်စုစုပေါင်းတနက်နှစ်လက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းနဲ့ကျွန်တော်တို့ PDF တပ်ဖွဲ့တွေက ဘုဒ္ဓလင်းနဲ့ပဲပြက်တော့အရှိရွာမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပေါ့စေခွေးခုနကောင်သေးတယ်ဒံယာရရာတွေလည်းအများကြီးပဲစေခွေးစေချောင်းကတော့အနောက်ကိုပြန်ခောက်သွားပြီလို့ဘုဒ္ဓလင်းမြို့နယ်ဘက်ကဖကတာဝန်ရှိသူအဖြူရောင်ကြွက်ကလေးကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှေးဟောင်းမြို့တော်ဗကံမြို့ရဲ့မြို့လေကောင်မှာပြစ်ခတ်မှုဖြစ်ပွားပြီးတော့စစ်သား၅ဦးတေဆုံးခဲ့တဲ့ဖြစ်ရပ် မနေ့ကဩဂတ်လ28ရက်နေ့နေ့လယ်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေ့လယ်2နာရီလောက်မှာပကံမျိုးတက်မျိုးလယ်ကောင်းကစင်ဖြူတော်ယွန်းထယ်ဆိုင်အနီးမှာပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါရတယ်။ကလေး၃ယောက်ကိုလက်နက်တင်နဲ့တွေ့လို့လိုက်ပစ်တာတဲ့စင်ဖြူတော်ဆိုင်ဘေးလန်းကိုဝင်သွားလို့တဲ့ကလေးတွေကပြန်ပစ်တာစစ်ခွေးနှကောင်တေးသွားပါတယ်။ကလေးတွေကတော့လွတ်တယ်လို့ထင်တာပဲ ဆိုင်ကဲတစည်းကြံခဲ့တယ်လို့ညောင်ဦးခရိုင်ပကဖတာဝန်ရှိသူကရှင်းပြထားပါဗျ။အဲ့ဒီပြစ်ခတ်မှုဟာညနေ၄နာရီလောက်အထိပကံမျိုးလေကောင်မှာပြစ်ခတ်နေတယ်လို့မြို့ကန်တအုပ်ကအတိအပြုပြောကြားထားပါဗျ။ကားလမ်းတွေအကုန်လုံးကိုလည်းပိတ်ထားတယ်။ဘယ်သူမှအပြင်မထွက်ရဲကြဘူးလို့ပကံမျိုးကန်တအုပ်ကပြောပါဗျ။စစ်ခွေးတက်ကတော့ပကံတမျိုးလုံးကိုပိတ်ဆို့ပြီးတော့စစ်ဆေးနေတယ်လို့မြို့ကန်တွေကပြောပါတယ်။စစ်တပ်အာဏာသိမ်းပြီး၄နှစ်ကျော်အကြာပြီးခဲ့တဲ့ဇွန်လလောက်ကစပြီးတော့ UNESCO နဲ့ကမ္ဘာအမွေအနှစ်စည်ရင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတယ် တကံညောင်ဦးဒေတာမှာတိုက်ပွဲတချို့ဖြစ်ပွားနေပြီးတော့စစ်ခွေးတက်ကဒေတာတစ်ခုလုံးနှီးပါးကိုတင်ကားတွေတုံးပြီးအင်အားအများပြားနဲ့စစ်ကြောင်းထိုးနေတာကြောင့်ဒေတာကန်ဒီဟာစစ်ပင်းရှောင်နေရတယ်လို့သိရပါတယ်စစ်ကြောင်းထိုးတဲ့တခြားမှာလဲခြေပါတွေကိုမိရှုဖြက်စီးကဒေတာကန်တွေကိုတပ်ဖြတ်ဖမ်းဆီးခေါ်ဆောင်နေလို့ဒေတာကန်တွေဟာဘေးလိုရာကိုတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဗကန်ညောင်ဦးဒေတာကိုစစ်ခွေးတက်ကစစ်ကြောင်းထိုးတာဟာပြီးခဲ့တဲ့နှစ်တွေကညောင်ဦးမြို့ရဲ့အရှိတ်ဘက်ကငတ်တယောက်ဒေတာတွေမှာလှုပ်ဆောင်လေးရှိပေမဲ့ ဒီဒီချိန်မှာတော့ဒေသတစ်ခုလုံးနှီးပါးကိုစစ်ကြောင်းတွေခွဲပြီးတော့ထိုးနေတာဖြစ်တယ်လို့သိရပါတယ်။တော်လန်ရေးတပ်ဖွဲ့၅ဖွဲ့ထက်မနည်းရှိတယ်။ဗကန်ညောင်ဒေသမှာအခု၂၀၂၅ခုနှစ်အတွင်းမှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းညောင်လေးပင် KI မှာရှိတဲ့ကြေးရွာများကိုအချမ်းဘတ်စစ်ခွေးတပ်ကလက်နက်ကြီးများ drone များနဲ့တိုက်ခိုက်ခြင်းကြောင့်ပြည်သူနှောင့်ဦးတန်ရရပြီးတော့ဖုံကြီးကျောင်းစာတင်ကျောင်းနဲ့နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မူးမြို့နယ်မှာဩဂတ်စ်လ22ရက်နေ့မနက်8:00နာရီကစပြီးတော့အချမ်းဘတ်စစ်ခွေးတပ်ရဲ့ခလာရ60တရင်ကပရဲစီကြေးရွာအတွင်းကို drone နဲ့ဖုံးကျဲတိုက်ခိုက်ရာစာတင်ကျောင်းတစ်ကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနေ့မွန်လွယ်2:00နာရီကျော်ကမှလည်း မုံတန်တရားကနေပြီးတော့စစ်သားများက120မမလက်နက်ကြီး၃လုံးနဲ့ပြစ်ခတ်ခဲ့ရာ ညောင်မင်းသာကြေးရွာအတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့နေအိမ်၅လုံးနဲ့ဖုံကြီးကျောင်းတစ်ကျောင်းထိမှန်ပျက်စီးကနွားတကောင်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ဩဂတ်စ22ရက်နေ့မနက်9:20မိနစ်ခန့်မှာကွင်းချောင်းဝါမှာတည်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးများကဟာဝဇာလက်နက်ကြီး၅လုံးနဲ့ပစ်ခတ်ခဲ့ရာပရဲစီကြေးရွာအတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့နွားတကောင်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လေတို့မြို့နယ်မှာဩဂတ်စ23ရက်နေ့မွန်လွဲ2နာရီကျော်ခန့်မှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့ခလာရ164တရင်က အင်းပြည့်ရဲ့ကြေးရွာအတွင်းကို87မမလက်နက်ကြီးတစ်လုံးနဲ့ပြစ်ခတ်ခဲ့ရာကြေးရွာနေပြည်သူအသက်42နှစ်အရွယ်ဦးမျိုးဝင်းထွန်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စောထိပ်မြို့နယ်မှာလည်းဩဂတ်လ23ရက်နေ့မွန်လွယ်2နာရီခန့်မှာခမရ20တိုင်ရင်ကထောလူခိုကြေးရွာအတွင်းကို120မမလက်နက်ကြီးနှစ်လုံးနဲ့ပြစ်ခတ်ခဲ့ရာကြေးရွာမှာနေထိုင်တဲ့အသက်39နှစ်အရွယ် နော် AP1 လက်နက်ကြီးထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါဒအပြင်ဩဂတ်စ26ရက်နေ့မနက်7:00နာရီကျော်ခန့်မှာ DKBA ဗိုလ်ဘီလက်အောက်မှာရှိတဲ့စောတဲကွယ်နဲ့စောအောင်မြင့်ဦးဆောင်တဲ့အင်အား40ခန်းကဖန်အောင်မြို့နယ်တစ်ဖြူပင်စိတ်ရွာမှာရှိတဲ့ ဒုံသမီးချောင်းလေကူးစိတ်မှာဒေတာနေပြည်သူစောတန်းများနဲ့စောနေတန်းတို့ပိုင်းဆိုင်တဲ့ဖောင်းတဲ့ဇင်းနဲ့ဆက်အင်ဂျင်နှလုံးတို့ကိုအကြောင်းရင်းမရှိဘဲနဲ့တနက်နဲ့ပြစ်ခတ်ကမိရှုဖြတ်စည်းသွားတယ်လို့သိရပါဗါး။အကြမ်းဖက်စစ်ခွေးလက်အောက်ခံ DKBA ဗိုလ်ပြီးလက်အောက်မှာရှိတဲ့လက်နက်များဟာဖအံမြို့နယ်ကြာအင်းဖုံးကြီးကျောင်းအနီးမှာတပ်ဆွဲထားကဂိတ်စခန်းများချထားပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုအကြောင်းမဲ့ဖြတ်စည်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတန်းရန်ကုန်မုံရွာလမ်းပိုင်းမှာနိုင်ငံသားကနေပြီးတော့ပြန်လာတဲ့အချိန်အကြမ်းဖက်စစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံခဲ့ရတယ်။စစ်မှုထမ်းတပ်သားတဲ့တအူးဟာအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ22ရက်နေ့မှာဗခုတ်ကူမျိုးအခြေဆိုင်တပ်မတရတဲ့တိုင်းရင်းကစစ်မှုထမ်းတပ်သားတဲ့တအူးဟာတနက်ယူဆောင်လာခြင်းမရှိဘဲနဲ့ A+ အညာမြေစစ်စင်ရေးအဖွဲ့ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့ဟာနိုင်ငံသားကနေပြီးတော့ပြန်ရောက်ပြီး Express ကနေ၎င်းနေထိုင်ရာမျိုးကိုပြန်တဲ့အချိန်မှာရန်ကုန်မုံရွာလမ်းမိုက်မှာအကြမ်းဖက်စစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့သူကစစ်မှုထမ်းအပတ်စဉ်7ရက်ကပါတောင်ကြီးမှာတင်တန်းဆင်းခဲ့တာပါ။သူကနိုင်ငံသားကနေသူ့မျိုးကိုပြန်အလာ ရန်ကုန်မုံရွာလမ်းမိုက်မှာပေါ်တာဆွဲခံရတာပါသူ့မြို့ကိုသူပြန်အလာမရောက်ခင်မှာရန်ကုန်မုံရွာလမ်းမိုက်မှာပေါ်တာဆွဲခံလိုက်ရတာပါစစ်ခွေးတွေကတော့ထုံးစံအတိုင်းခီးတဲ့တင်ကားပေါ်ကနေပြီးတော့ပေါ်တာဆွဲတာသူနေထိုင်တဲ့မြို့ကိုတော့သူ့ရဲ့လုံခြုံရေးအတွက်ပြောပြလို့မရပါဘူးသူလိုအပ်တဲ့အဝေးစားတွေကအစသူလိုအပ်တာတွေကိုအကုန်ဝယ်ပေးပြီးတော့မိသားစုထံလုံလုံခြုံခြုံပြန်လဲပို့ဆောင်ပေးခဲ့ပါတယ်လို့ A+ အညာအမြေစိတ်ဆင်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ် ဆက်လာပြီးတော့အကြမ်းဖက်စစ်တပ်ကနေအလင်းဝင်ရောက်လို့တဲ့လက်အောက်ခံတပ်သားများနဲ့စစ်မှုန်တန်းတပ်သားတဲ့များကိုအစဉ်အမြဲတမ်းကြိုဆိုလျက်ရှိပါတယ်လို့ A+ အညာမြေစစ်စင်ရေးအဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်ဆက်အာနာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ